จ้าบาดาอมวยจุนเลนไหนมาสิชินโนพยาหาจังเอเรตาดนาอมวยเตยันยะกุอินเนอะลงตวยไหนมาสิสกายเดลีจิชุตูธรรมมิสวยตูรอเซียนปองโนရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းကြောင်းအရကတော့19ချိန်မြောက်မဟာတကြံတရားစခန်းပွဲဖွံ့ဖွဲခမ်းနာတင်ပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပဲကိုတိုင်းဒေသကြီးဒိုင်ဦးမြို့နယ်အုံရှိကုန်းကျေးရွာအုပ်စုအမြင်လန်82မိုင်5ဖာလုံးရှိ တောင်လီတော်ရသာသနာရိပ်သာကြီးတွင်19ကြိမ်မြောက်မဟာတကြံတရားစခန်းကိုတော်ဧပြီလ23ရက်နေ့မှ18ရက်နေ့အထိ9ရက်ကြာတရားစခန်းဖွင့်လှစ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါတရားစခန်းပွဲမှာတော့ရွှေကျင်းမြို့မဇလီမဟာစီကျောင်းတိုင်ရဲ့ဦးစီးပဌာနနာယကဆရာတော် တောင်လီတော်ရကြောင်းစီရတော်တို့ရဲ့ဩဝါဒကိုခံယူရင်ဂျန်ကတိုင်းဒေတာကြီးရှင်လုံငန်းရှင်များအသိဥက္ကဋ္ဌအလူတရက်ကဥမျိုးမြင့်နေဇနီးအလူတရက်ကမှဒေါ်လာတူစပူရနာကုမ္ပဏီလီမိတက်မိသားစုတို့မှငားရကြတရားစခန်းကိုဥစည်းဥဆောင်ကကုသိုလ်ပြုဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်မြန်မာလူမျိုးတို့ရဲ့နေရုနေမြတ်ဖြစ်တဲ့အတာတကြံနှစ်တစ်ကူယုံပေးရရှိ ကာလတွင် ယောဂီဝိတ္တူသီလရှင်ဝိတ္တူတရားကျင့်ကြံအားထုတ်သူများမျှပြလျက်ရှိပြီးသဗ္ဗယရဏသာသနာပိမံတော်ကြီးတွင်တရားကျင့်ကြံအားထုတ်နေမှုများကိုလည်းကြည့်ရှုသူပရိသတ်များတွေ့မြင်ကြရမှာဖြစ်ပါတယ်သဗ္ဗယရဏသာသနာပိမံတော်ကြီးတွင်မဟာတကြံရဲ့အတွင် တရားစခန်းဝင်ရောက်ကတရားဘာဝနာကျင့်ကြံအားထုတ်နေသော အမျိုးသားအမျိုးသမီးယောဂီသီလရှင်အစရှိသည်တို့က တရားစခန်းဝင်ရောက်ကတရားကျင့်ကြံအားထုတ်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်မနီဧပြီလ23ရက်နေ့မှာတော့19ကြိမ်မြောက်မဟာတကြံတရားစခန်းပွဲဖွံ့ဖွဲအခမ်းအနားကိုတော့ကြွားရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များတိလရှင်ဆရာကြီးဆရာလေးများယောဂီသူတော်ရှင်များနဲ့ဧပြီသက်အပေါင်းတို့ကနမောတတ၃ကြိမ်ရွှေဆိုကအခမ်းအနားကိုဖွင့်လှစ်ခဲ့ပြီး တောင်လေးတော့ရကြောင်းတိုင်းရဲ့တိုင်အုပ်ဆရာတော်အရှင်သူစိတ်ဒထံမှာကိုးပါးသီလခံယူစောင့်တည်ခဲ့ကြပါတယ်အဲ့နောက်မှာတော့အလူရှင်မိသားစုများမှာဆရာတော်တန်ဃာတော်များကိုလူပဲဝိထုပစ္စည်းများနဝကာမအလူငွေများစက်ကအလူရန်ခဲ့ပြီး ထက်တော်ကလေးကကျုံရံခဲခဲဒုတိယတိုက်ဟုတ်ဆရာတော်ဘုရားမှာအနုမောနာတရားချီးမြှင့်ကလူတန်းမှုအစုစုတို့အတွက်ရေဆက်သွန်းချအများပေးဝေပြီးအဲ့နောက်မှာတော့ချွေချင်းမျိုးမဇလီမဟာစီကျောင်းတိုက်ကြီးရဲ့ ။ဦးစီးပဒနာနာယကဆရာတော်ဖရားမှာအလုတ်သေးတရားဟောကြားခဲ့ပြီးဖရားစကန်းဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။အဆိုပါတောင်လေးတော်ရသာသနာရိပ်သားတွင် မဟာစီ9ရက်တရားစကန်းပွဲမှာယဟန်အပါ20ကိုရင်ကိုပါသီလရှင်3ပါးနှင့်အမျိုးသားယောဂီ12ဦးယောဂီအမျိုးသမီး45ဦး ပစုပေါင်း86ဦးလာရောက်တရားအားထုတ်ခဲ့တယ်လို့သိရပါတယ်တရားထိုင်ခြင်းဟာကိုယ်ခံအားကိုပုံမူတိုးလာစေခြင်းခန္ဓာကိုယ်တွင်းရှိခွန်အားကို တိုးပွားစေခြင်းစိတ်ပိုင်းဆိုင်ရာကောင်းကျိုးများဖြစ်တဲ့စိုးရိမ်ကြောက်ကြမှုများကိုလျှော့ချပေးခြင်းစိတ်တည်ငြိမ်မှုကို တိုးတက်လာစေခြင်းတည်ထွင်နိုင်စွမ်းကို တိုးတက်လာစေခြင်း ပုံမပျော်ရွှင်လာစေခြင်းအစရှိတဲ့အကျိုးထူးအကျိုးမြတ်များကိုရရှိလာမှာဖြစ်တယ်လို့သိရပါတယ်စိတ်နဲ့ချမ်းသာချမ်းသာလူရဆန္ဒပြေဝစေတော့